ဟောလာမျိုးတွေအားလုံးပဲမင်္ဂလာပါတို့နှုတ်ဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ကိုဂျစ်ရီပရိုဒူရှင်း channel လေးရပြန်လဲကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေး reaction မလို့သွားပြီးခင်ဗျာတို့ယနေ့ Mesla 28ရက်နေ့အောက်ကြာနေ့မန္တလေးတိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအကျဉ်းချုပ်ဖော်ပြပေးတော့မှာဖြစ်ပါတယ်ပရောင်းဆုံးအနေနဲ့ကတော့တရက်တာအတွင်းစစ်ကောင်စီကစစ်ကွေးတွေဆုံးမှုစီးရင်မှာတော့ပဲခူးတိုင်းပုတ်တွင်းမြို့နယ်မှာ7ကောင်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာ10ကောင်တနင်္သာရီတိုင်းပလောမြို့နယ်မှာ2ကောင်သကိုင်းတိုင်းရွှေဘုံမြို့နယ်မှာ9ကောင်သကိုင်းတိုင်းချောင်းမြို့နယ်မှာ2ကောင်နဲ့ပြည်နီပြည်မှာ၄ဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ် နောက်ထပ်သတင်းတို့မှာတော့အေယာပတိတိုင်းလေးမျက်နှာမြို့နယ်နဲ့ကွင်းကောက်မြို့ကြားပသိမ်မုံရလမ်းပေးရွာများမှာတိုက်ပွဲတွေအလွန်ပြင်းထန်နေပြီးတိုက်ပွဲဟာမြို့ဘက်ကိုအလင်းမြန်ရောက်ရှိလာကြောင်းဒေသခံတွေကပြောထားပါဗျ။လေးမျက်နှာမြို့နယ်တွင်မလ16ရက်နေ့ကစလို့တိုက်ပွဲတွေဖြစ်ခဲ့ပြီးအနည်းကပသိမ်မုံရလမ်းတိုင်းအိုက်ကတ်တတော်အေအေနဲ့ပူပေါင်းတများတက်လာပြီးတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါဗျ။တိုက်ပွဲများပြင်းထန်နေတာကြောင့်ဒေသခံများထွက်ပြေးတိမ်းရှောက်မှုအခက်အခဲတွေလည်းတုံ့တွေ့နေရလို့သိရပါဗျ။နောက်ထပ်သတင်းတို့မှာတော့ကချင်းလူမျိုးရေးတပ်မတော် KIA ဟာတရုတ်နိုင်ငံစီကိုရေရှားတပ်ထု IMP ပြန်လည်တင်ပို့ဖို့မိစိမ့်ပြလိုက်ပြီးလို့သတင်းတွေထွက်ပေါ်လာပါဗျ။ PIN ရဲ့လက်ရှိမှာတော့ကပောင်းမှာအကြီးမားဆုံးမြေရှားတတုစုံတွေကတခုကိုထိန်းချုပ်ထားပါတယ် PIN ဟာတရုတ်စီမြေရှားတတုတွေတင်ပို့ရေးကိစ္စစီစဉ်နေပြီးလို့လည်းယုံကြည်ရအောင်ပေါ်ပြထားတာတွေ့ရှိရပါတယ်သတင်းတွေအရ PIN ဟာမြေရှားတတုတွေကိုတရုတ်စီတင်ပို့ဖို့ကိစ္စပြပြူသွားမယ်လို့တတုမိုင်းတွင်လို့သားတွေစီကလည်းအသိပေးခဲ့တယ်လို့သိရပါတယ်ထပ်တင်းတို့မှာတော့အန်ဒလီတိုင်းမြင်းကြံမြို့တွေမှာအခြေစိုက်တပ်ဖွဲ့တွေဖြစ်တဲ့ AFDF အဖွဲ့ FFGF အဖွဲ့နဲ့ A Star အဖွဲ့တို့မြင်းကြံပြောက်ကြားတပ်ဖွဲ့တို့ဟာ နောင်မြေစစ်ကြောင်းအမိနဲ့စစ်ကြောင်းတရက်ဖွဲ့စည်းလိုက်တယ်လို့ AFDF အဖွဲ့ရဲ့တာဝန်ရှိသူကိုရဲရန်ကပြောတာပါတယ်။နောင်မြေစစ်ကြောင်းဟာအဝေးဝင်ကြီးဌာန MOD ရဲ့လက်အောက်မှာမရှိပေမဲ့ MOD ရဲ့လမ်းညွန်ကပြတ်ထားတဲ့စီမင်းစီကနေအညီစည်ရေးအရှိန်မြင့်တင်သွားမယ်လို့တော်လိုင်းအဖွဲ့တွေကအသိပေးပါတယ်။ဒါပြင်စစ်ကြောင်းတရက်ဖွဲ့စည်းလိုက်ချိန်ကစပြီးတော်လိုင်းပြီးဆုံးသည့်အထိမဟာမိတ်ကြီးနဲ့စီးလုံးစွာတိုက်ပွဲဝင်သွားမယ်လို့လည်းနောင်မြေစစ်ကြောင်းကထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။နောက်ထပ်သတင်းတွေပေါ်မှာတော့နိုင်ငံရဲ့ဘေးအန္တရာယ်တွေကိုကာကွယ်မယ်လို့စစ်ကောင်းဆောင်စစ်ခွေးမင်းအွန်လိုင်းကပြောလိုက်ပါတယ်။ ငံရဲ့ BN တွေကိုတကယ်တော့ကာကွယ်မှုပေါ့သူ့ရဲ့ BN တွေကိုကာကွယ်ဖို့အတွက်အခုလိုမျိုးပြောနေတာဖြစ်ပါတယ်ကိစ္စဆက်နိုင်ငံရဲ့ BN တွေကိုကာကွယ်ခဲ့တဲ့နီးတူအနာဂတ်မှာလည်းဆက်လက်ကာကွယ်သွားမယ်လို့စစ်ကောင်းဆောင်ပြောပါတယ်မှန်ပါတယ်သူပြောတာလည်းစစ်ဆက်ဆက်ကာကွယ်ခဲ့တဲ့သူတို့စေဆိုးရမိသားစုတွေကိုကာကွယ်တဲ့နီးတိုင်းသူတို့ထပ်မံကာကွယ်ဖို့ကြိုးစားနေရဖြစ်ပါတယ်အဆက်29ရက်နေ့ညကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့နေ့60ပြည့်တက်မတော်နေ့ခန်းမှာပြောကြားခဲ့တာပါ နိုင်ငံ BNDA နဲ့ကြုံတွေ့တိုင်းတက်မတော်ဟာအာဏာရယူကာကာကွယ်ပေးခဲ့တယ်လို့ပြောကြခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာလည်းအာဏာရပါတီဟာမဲမတမာမှုပြုလို့လို့အာဏာရယူဖို့ကြိုးစားခဲ့တာကြောင့်တက်မတော်ကကာကွယ်ခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်နိုင်ငံတော် BNDA နဲ့ကြုံတိုင်းတက်မတော်ဟာကာကွယ်ခဲ့တာဖြစ်ပြီးအနာဂတ်မှာလည်းဆက်လက်ကာကွယ်သွားမယ်လို့ပြောပါတယ်။ကဲသူကအနာဂတ်ကြီးသွားကျင်နေသေးပုံပါပဲ။ 2020ရွေးကောက်ပွဲရလဒ်ကိုမဲမတမာမှုအကြောင်းပြကအာဏာရယူခဲ့တဲ့စစ်ကောင်းဆောင်အနေနဲ့လာမဲ့ဒီဇင်ဘာလမှာရွေးကောက်ပွဲပြုလုပ်သွားမှာဖြစ်ပြီးပြည်သူများလက်ခံနိုင်တဲ့စစ်မှန်တဲ့ရွေးကောက်ပွဲမျိုးဖြစ်အောင်ဆောင်ရွက်ရမယ်လို့လည်းအခမ်းအနားမှာပြောထားပါတယ်။စစ်တကဦးစီးပြုလုပ်တဲ့ရွေးကောက်ပွဲကိုရခိုင်ချင်းတွေလိုမျိုးပဲအီလက်ထရောနစ်စနစ်နဲ့မဲဆန္ဒခံယူသွားမှာဖြစ်တယ်လို့အချိုးအကျကုစားပြုစနစ်ပြရာကိုလည်းမျိုးသားလွတ်တော်နဲ့တိုင်းဒေသကြီးလွတ်တော်မှာအသုံးပြုသွားဖို့ရှိတယ်လို့တကွေးမင်းအောင်နိုင်ကပြောကြားခဲ့ပါတယ်။ဒီပိုင်းမှာတော့အားလုံးသိတဲ့အတိုင်းပဲအ мян လမ်းပေါ်မှာ ော်လိုင်းတက်တီဟာကားတွေကိုစစ်ဆေးရေးပြုလုပ်နေပါတယ်စစ်ဆေးတဲ့အခါမှာကားတွေကနေပြီးတော့ပတ်စံတွေပေးတဲ့အခါမှာတော့တော်လိုင်းတက်တီညင်းပင်နေတဲ့အနေအထားတစ်ခုတွေ့ရပါတယ်ကားတွေကသူတွေကတော့တည်ရတိုင်းပါပဲဆီယန်လာရှင်လောက်မှာနှစ်ပေါင်းများစွာနေခဲ့တာဖြစ်တဲ့အတွက်စစ်ဆေးအတွင်းပတ်စံပေးရမယ်ဆိုတဲ့အသည့်ကတော့ခေါင်းတွေကိုရိုက်ထည့်ခံထားတဲ့အနေအထားတွေပါပဲ ုလိုမျိုးတော်လိုင်းကြက်တွေအမြန်လမ်းမှာကြီးစုတာနဲ့ပတ်သက်ပြီးတော့ဘောမရက်ွက်ကတော့တော်လေးကိုပေါက်ကွင်းနေကြပါတယ်သူတို့အပမင်းအောင်လိုင်းရဲ့စစ်ခွေးအဖွဲတွေဟာဒီမျိုးထိုင်ကြည့်နေလားဆိုပြီးပေါက်ကွင်းနေမှုတွေကိုတော့လက်ရှိမှာမြင်နေရတာဖြစ်ပါတယ်လုံးဝဒီပုဂ္ဂိုလ် personal attack ကို personal point လို့ပြောပါအဲ့တောင်ကူမှာတောင်ကြတဲ့စတိုင်းမှုကတော်တော်ညံ့နေပုံပေါ်တယ်။အဲ့စတိုင်းမှုကတောင်ကူတောင်ကူမှာထိုင်နေစတိုင်းမှုကတော်တော်ညံ့နေပုံပေါ်တယ်။သူ့ပပလည်းတောင်ကူပဲပပလည်းတော့ဝိုင်းမှာရှိနေတဲ့ PDF တူသူမရှင်းနိုင်။မရှင်းနိုင်ဆိုတော့စစ်သားတယောက်ဖြစ်ပြီးတော့တကယ်ကိုစတိုင်းမှုတယောက်ဖြစ်ပြီးတော့ဒါမျိုးမရှင်းနိုင်ဘူးဆိုတာညံ့တယ်လို့ခေါ်တယ်။ကျွန်တော်တို့ညံ့တယ်လို့ခေါ်တယ်။ ဒါကရှင်းရှင်းပြောရရင်တော့စစ်စင်ရေးလောက်ရမယ်ဟာလေစတိုင်မှုတယောက်ကအမိတ်အာနာခွင့်အာနာနဲ့လုတ်ပိုင်ခွင့်ရှိတဲ့ပေါင်တွေကနေစစ်စင်ရေးလောက်ရမယ်လို့ကျွန်တော်နားတယ်ဒါပေမဲ့ तू လုတ်လာမလို့လားလဲကျွန်တော်မသိဘူးမလုတ်လို့လဲဒီလမ်းပေါ်တက်လာလို့ကျွန်တော်မြင်တယ်ဒီညမှာ PDF တွေတက်သလုံးတွေပေါ်တက်လာမှာမဟုတ်ဘူးလို့ဆိုပြီးတော့ထားလို့ရပြီထားထားလစ်လူရှုထားလို့ရပြီမြင်ဒါမျိုးအချိန်ချင်းတစ်ချိန်တစ်ချိန်တက်လာတဲ့နေရာကျတော့သူ့ရဲ့သူ့ရဲ့တောင်းပေါ်ရောက်မှုကပေါ်လွင်သွားတယ်နောက်ရက်တက်ဖွဲ့ဝင်ပြီးတက်မလို့လဲတက်မလို့ရက်တက်ဖွဲ့နှစ်ဖွဲ့ပေါင်းပြီးတော့အဲ့ဒီနေရာဒီမှာအမြန်လမ်းနေလမ်းဟောင်းနေမှာရှင်းရှင်းပြောရရင်တော့အမြန်နဲ့ကင်းထောင်လို့လို့လေနောက် drone တွေနဲ့ပြန်တန်းပြီးတော့လိလာကင်းထောင်လို့လို့နောက်တော့ကားသမားတွေနဲ့ contact လုပ်ပြီးတော့မှ လူလျှောက်က contact လုပ်ပြီးတော့ဒီဒီလမ်းမှာရှိတဲ့လူတွေရဲ့အခြေအနေကိုစနေနာလေးကိုလို့ရမဟုတ်ရင်ခင်ဗျာဒီလမ်းဝင်လို့ဖြစ်နေတာကိုယ်တိုင်းကိုယ်ဒေသကိုယ်အိမ်ကိုယ်ခြံထဲမှာလုတ်ချင်နေတာလုတ်သွားတာကိုခံလိုက်ရတာကအဲ့ဒီလူရဲ့ညံ့ညံ့တာအဲ့ဒီလူရဲ့အားနေချက်ညံ့ညက်ဖြစ်မှုလို့ကျွန်တော်မြင်ဆိုတော့အဲ့ဒီတောက်တောက်ကူမတောက်ခုကလမ်းပေါ်ပဲတက်သေးရနောက်ကျရင်မင်းတို့ကောင်တွေအိမ်ကြီးတက်ဒီရောက်အောင်လာခဲ့ပါနော်စတိုင်းမျိုးလေးလို့လုတ်လုတ်ဖို့လို့အလုံးလုံးပြဖို့လို့ဒီကိုကိုကိုစက်သားကောင်းရှိတယ်စက်သားစိတ်ရှိတယ်နော်အဲ့လိုစိတ်ရှိဆိုပြဖို့လို့ ်စစ်သားသိရှိတယ်ငါစစ်သားကောင်းဖြစ်တယ်ငါစစ်ကိုစစ်သားမလို့ငါဒေတာငါဒေတာတလောမရှိတဲ့ပြည်သူတင်ရောငါလောက်ကြမယ်လောက်ပြမယ်ဆိုတဲ့စိတ်တမျိုးနဲ့အခုတာဝန်ယူလို့ဟောရင်တော့မောင်းရင်တော့ခုနကဟိုသူ့ပြန်ပြင်းမှုကနောက်ထပ်တစ်ချိန်ပြီးတစ်ချိန်ထပ်ပြီးဖြစ်လာနိုင်တယ်အဲ့တော့ဒီညမှာတောင်ပေါ်မှာခြေဆိုင်တဲ့စစ်တိုင်းမှုကိုကျွန်တော်ဒီလိုနာမည်ပဲရိုက်တက်ပြောလိုက်လို့တချို့ကြီးကျွန်တော်အမြင်ကနိုင်တယ်တောင်ပေါ်မှာစစ်တိုင်းမှုကိုရိုင်းပြီးလေကျွန်တော်မုံပွားနိုင်တယ်မုံပွားလို့ရပါတယ်ပြဿနာမရှိဘူးကျွန်တော်မုံတာပြဿနာမရှိဘူးတကယ်မုံပါမှာကျွန်တော်မုံမှာမဟုတ်ကျွန်တော်မုံတာပြမုံဆက်မုံရတယ်ကျွန်တော်မုံလို့ရတယ်မကြိုက်လို့ရတယ်စိတ်ဆိုးလို့ရတယ်တော့ထောက်လို့ရတယ် မျိုးမုံမမုံမျိုးကျုံးမှာတကယ်ဖြစ်နေတဲ့အခင်းချင်းကြီးကိုကြာတော့ခင်ဗျားဘယ်လိုရှင်းလဲဆိုတော့မျိုးကျွန်တော်မျိုးဆိုတော့တကယ်ဖြစ်နေတာကြီးအခုလမ်းပေါ်တက်သွားတကယ်ဖြစ်သွားစစ်တပ်ကစစ်ကြောင်းနေနောက်ကလိုက်တယ်ဟိုနဲ့ပြေးသွားတယ်တော်လေးပြန်ဝင်သွားတယ်ရွာရဲစိတ်လို့ဆိုတော့အရသာလို့ပြန်နေလိုက်တယ်ဒီလိုသူကပြောမယ်ပြီးတော့မင်းငါတို့ကလမ်းပေါ်မှာဘယ်ရှင်းတက်လို့ပြရအောင်ငါတို့မဆောင်နိုင်ဘူးကွာခင်ဗျားဆိုတော့အနာပပလေးမှာကြီးတရင်ကိုရည်တိဆောက်ထားဖို့လို့ပို့ဘူးလားကို့မှာတက်မလို့ ကဲကျော်မျိုးမင်းကအိမ်ထဲကနေပြီးတော့သူကနေပြီးတော့ပြန်ပြီးတော့ညွန်ကြနေဖြစ်ပါတယ်သူကြည့်တော့အမြန်လမ်းပေါ်မပြောနဲ့အိမ်ရှိလမ်းပေါ်တော့မထွက်ရဲတဲ့ကောင်ကမင်းတော့အိမ်ရှိလမ်းမမထွက်ရဲတာမင်းတို့စစ်ခွေးတွေလည်းအမြန်လမ်းသွားရဲမလားကွာသူ့ရဲ့ရဲမှုကြီးကြောင့်အပြေးကောင်းလို့ပြေးမကောင်းအောင်ကုသိုလ်နောက်ဘောကိုရောက်နေပြီမစစ်ကိုစစ်ပညာကိုသိသိချာသိချာထားပြီးသားဆိုငါဘလို့တိုက်ရမလို့ဆိုတာသိကိုသိရရှင်းရှင်းလေးငါဘလို့တိုက်ရမယ်ဒါတွေငါဘလို့တိုက်လို့တိုက်လို့အောင်လို့ဆိုတာသိကိုသိရစစ်ပညာကိုသိချာသိထားတယ်ဆိုရင်တော့ဘာလို့တိုက်မှုလို့ဆင်ရပါ့မလဲအဲ့မှာတမန်အောက်ကပြောင်းမှုရေရှိတယ်ဆိုတော့ ဒီနေရာရောက်လာပြီဒီနေရာလို့ရောက်လာတယ်ဆိုတာမိုးဝါချလာပြီးတော့အကောက်ကောင်းလို့ရတာမျိုးဖြစ်တယ်ဆိုရင်တော့ကျွန်တော်မသိဘူးသို့တော့တကယ်စစ်တိုက်ပြီတကယ်စစ်တိုက်တော့မီးအချင်းရှိတယ်နှစ်ပေါင်းခနေတဲ့မင်းတို့ရဲ့စစ်တက်ကြီးတဲ့မှာမိုးကြွှေကိုလည်းရှိတယ်နော်တကယ်တက်တကယ်တိတကယ်ပြည်သူကိုချစ်ပြည်သူရဲ့ပောက်ခံမှုကိုရထားတဲ့စစ်ခွေးတွေတကောင်းမှမရှိဘူးနော်အားလုံးကအကက်ကောင်းပြီးတော့အပေါ်ရောက်နေတဲ့ကောင်းလေးကြီးပဲလေလူပြောဆိုရင်တော့အဲ့ဒီဟာကိုပြည်သားဖြစ်ကိုဖြစ်တယ်ဘလို့ဖျက်တော့အောင်လို့ဆိုကောင်းကောင်းနားလေဖျက်လေးပြစနစ်တွေအစစစ်ပညာရဲ့သဘောကိုနားလေကျွန်တော်အများကြီးပြောတယ်ဘာလို့ဒါရကိုယ့်အကူသိအောင်ဆိုတော့ဒီကိစ္စကို ဒီစားတော့တောင်းရင်ရှင်းလို့လိုတယ်လို့ယူဆတယ်ဒီအမြန်လန်းလမ်းဟောင်းရဲ့လမ်းမြန်လန်းရဲ့ပေါ့နော်ကျွန်တော်ကြည့်ရတော့မြေပိုင်မြေပုံကြီးလိုက်တော့တိုင်းစံတန်းကျုပ်အပိုင်ဖုလိုက်ပိုင်လို့ဆိုတော့အဲအဲဒီကတော့တောင်းကိုချိဆိုင်တဲ့တိုင်းစံတန်းကျုပ်မှာတောင်းဝင်ရှိတယ်ဖြစ်နေတယ်တွတ်တူရတယ်ဆိုတော့ကိုယ့်ဟာကိုယ်လောလောဆယ်ယာယီရဲနဲ့ပေါင်းပြီးပဲလှုပ်လှုပ်ဘလို့ပဲကိုယ့်ဟာကိုစင်ပြောင်လှုပ်လို့စစ်တရားတစုနဲ့စုပြီးတော့အဲအဲ့ဒီနေရာတော့ဝိုက်ဘူးပတ်လေအဖြေးဖြေးချင်းဒီလိုဖြတ်တော့ဖြတ်တော့ပြီးတော့ပြေးဆိုပြီးတော့နောက်တက်တကြီးဒီလမ်းကိုတက်မလာနိုင်အောင်လို့လှုပ်ဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းချင်နော်နောက်ဒါတော့ ထောက်တော့ပြကျွန်တော်လောက်ပြောရလဲမဟုတ်ပါဘူးဆိုတော့တကယ်တော့ PDF တွေလည်းဒီလမ်းပေါ်မှာမနေနိုင်ပါဘူးကြာပုံနေပြဝါရဖြစ်နာလို့မနေနိုင်ပါဘူးကျွန်တော်တို့လည်းသိတာပဲအဲ့လမ်းပေါ်မှာသူတို့အဲ့လိုရုံးကဆောက်ပြီးနေနိုင်မယ်ထင်လို့မဖြစ်နိုင်နိုင်ဘူးမဖြစ်နိုင်ပါဘူးဒါတော့သူတို့စိတ်ကူးရင်ပြီးတော့တပ်ပုံကြိုက်ဝါရဖြန့်ကိုတက်လာတဲ့အဆင်လောက်ပဲရှိပါတယ်ဒါပေမဲ့အဲ့လိုလေပေါ့ပေါ့လေးတွေးလိုက်မြင်တော့အဲ့လမ်းကြီးကအနေများလာပါတယ်ခီးသွားပြီးသူတွေအနေများလာပါတယ်ပြီးရင်ရုပ်အစိုးရဝန်ထမ်းတွေအနေများပါတယ်တက်မလို့သားအရာရှိဘုံမာရီတဲ့အနေများတာကတော့အမှန်ပဲနော်ဟောင်းတွေတွေတက်မလို့သားဟောင်းတွေအနေများပါတယ်ရဲဟောင်းတွေတွေရဲရရှောင်းတွေရဲတက်ဖို့ရဲတက်သားဟောင်းတွေတွေအနေများပါတယ် အဲ့ဒါကအတိုင်းမျိုးချစ်ကြတဲ့လူတွေအတွက်လည်းအနေများပါတယ်အဲ့တော့အားလုံးအနေများနေတဲ့ကိစ္စကြီးကိုမရှင်းပြတာကသတိရရှိကြရတော့ကောင်းတယ်ဒါတော့ဘုန်းကြီးပြောတာနော်ဒါတစ်ချက်ဆိုတော့နောက်တစ်ခုလာပြီးတော့တော့ကျွန်တော်တို့တက်မလို့တံပြန်ထိုးစစ်ဒီကိစ္စမှာဒီသူ့ကိုတံပြန်ထိုးစစ်လို့ပြောရင်ကျွန်တော်တို့ကတောင်ကူကိစ္စတွေတောင်ကူနောက်တစ်ဝက်ကပတ်လေရဟာဒီလိုတောင်ကူနဲ့10မိုင်ပတ်လေ15မိုင်ပတ်လေ -10 ပတ်လေဒီပေါ့လေအဲ့ပတ်လေရဟာလေးပေါ့ဆိုတော့တဆင်းချင်းစစ်ထိုးပြီးရတယ်ပေါ့နောက်တဲ့တဲ့ရင်တပုတ်အနေနဲ့ကတော့ကြောက်ဆက်ခိုင်တရင်တုံးက CDN စေမှုရဲမေရိုက်နှက်ခံရမှုနဲ့စစ်စစ်နေရလို့ MOD ကပြောထားတာကိုတွေ့ရှိရပါတယ် မြို့သားညွေးဆိုရအန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာန MOD ကုကဲမှုအောက်မှာရှိတဲ့ကြောက်ဆက်ခရိုင်တရင်သုံးမှစီဒီအန်တူနာပြည်ရဲမေမက်ရင်မုံအောင်သည်တရင်မှာနှုတ်ထွက်ခွင့်တောင်းတီကိုအကြောင်းပြုကတရင်ဘူးက၎င်းအရိုက်နေချင်းပြုလုပ်ခဲ့ကြောင်း She Human Organization အဖွဲ့ကနေပြီးပြောထားပါတယ်။ပုံမှုကိုကာကွယ်ရေးဝန်ကြီးဌာန MOD စစ်ရေးချုပ်ရုံးကနေပြီးစစ်ဆေးနေကြောင်း MOD ဒုတိယအတွင်းဝင်ဦးမောင်မောင်ဆွေကလည်းပြောထားတာတွေ့ရှိရပါတယ်။စီဒီအန်တူနာပြည်ကြောက်ဆက်ခရိုင်တရင်သုံးဆေးမှုရဲမေမက်ရင်မုံအောင်သည်မိသားစုနဲ့တူတော်လိုင်းရေးဆက်လုပ်ကတရင်မှာနှုတ်ထွက်ခွင့်ပြုရန်တရင်ကို အုံချိန်စာတင်ထားတော်လဲအကြောင်းမပြန်သဖြင့်ရေကျိုယုံတို့နှုတ်ထွက်စာတင်ခဲ့ကြောင်းဆိုထားပါတယ်။တို့စီရေကျိုယုံကိုနှုတ်ထွက်စာတင်သဖြင့်မယီမုံအောင်ကိုထိမ့်သိမ်းထားရန်ဝင်ကြီးဌာနမှနှုတ်မိန်ပေးသည်ဟုလဲမတ်လ18ရက်နေ့ညက၎င်းတာဝန်ကျရာနေရာမှာတရင်တို့အင်အားသုံးခေါ်ဆောင်ခဲ့ပြီးမတ်လ18ရက်နေ့မှာတော့တန်းစီကွင်း၌ချိန်တန်ပေးက6ပေါက်အချုပ်ထဲကို3ရက်ထည့်ထားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကောင်းကောင်းလိုက်ရင်လိုက်မလိုက်ရင်ကြိုးတို့ပြီးခေါ်သွားမယ်လို့ပြောပြီးခေါ်တာပါ။နောက်ရက်တန်းစီကြီးတဲ့ချိန်မှာရွှေ့ထွက်ပြီးပြပေးတယ်။ချိန်တန်3ကြိမ်ရိုက်တယ်။အပြစ်ပေးခံရရင်អော်ရတဲ့ပြည်သူစစ်သားဆိုပြီးអော်ခိုင်းတယ် ရဲဘော်မတ်ရီမောင်ကအပြစ်မလုပ်ထားလို့မအောင်နိုင်ဘူးပြောတော့တရင်မှုကဆင်းလာပြီးသူ့ကိုတတိဆွဲပြီးအပြစ်ပေးတယ်၃နိုင်လောက်ကြာတော့ခြေတော့မခိုင်တော့ပဲတတိလစ်ပြီးပြုတ်ကျသွားတာပါပြုတ်ကျသွားတဲ့အခါမှာတော့၆ပုံတည်းထဲထားပါတယ်လို့တော့မိုးသေးစီကလည်းပြောထားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဒီလိုရှုပ်ထွေးတွေကိုအများဆုံးရှင်းလင်းပြီးတော့ပြည်သူကိုတင်ပြဖို့ကတော့သူ့ပဲလိုအပ်တဲ့အနေအထားတစ်ခုပါပဲ online တတိအနေနဲ့လည်းအခုလိုမျိုးဝင်ရောက်လာတဲ့ပြည်သူတွေကိုအခုလိုမျိုးအိစာတွေကိုလုတ်ရတရားလုံးဝပြည်သူတွေအနေနဲ့စိတ်နှစ်သက်မဲ့ရမဟုတ်တာကိုလည်းဒီနေရာကနေပြီးတော့ထပ်မံဒီပေးပြောဆိုလိုက်ပါတယ် တည်စီပါလက်ရှိမှာတော့ရှီအမျိုးသမီးအဖွဲ့မှာဒုတိယဥက္ကဋ္ဌအနေနဲ့တာဝန်ယူထားပါတယ်။အာလက်ရှိမှာတော့ရှီအမျိုးသမီးအဖွဲ့အနေနဲ့ကအထူးသဖြင့်အမြန်မာအမျိုးသမီးတွေရဲ့အကြမ်းဖက်ခံရမှုတွေပေါ့နော်။လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေနောက်ပြီးတော့အလုပ်ခွင်မှာအာ discriminate လုပ်ခံရမှုတွေပေါ့နော်။စတဲ့အရာတွေကိုပြီးတော့ gender based violence ပြီးတော့ domestic violence လို့ခေါ်တယ်ကျွန်တော်တို့အိမ်တွင်အကြမ်းဖက်မှုခံရမှုတွေပေါ့နော်။ပြီးတော့အောင်တယ်ကကနနစကားပြောခွင့်ရခဲ့ပါတယ်။အဲ့ရနေမှာကျွန်တော်တို့ကအဖွင့်ပေးစာဒီနေ့နောက်သူနဲ့တွေ့ဆုံပြီးတော့မှာပေါ့နော်။အဖွင့်ပေးစာထုတ်ခဲ့တာပါရှင်။အာသူတို့ရဲ့တိုင်တန်းသူပေါ့နော်မရှိမအောင်ရဲ့ ပြောဆိုချက်ကတော့အဲသူဟာနှုတ်ထွက်ခြင်းနဲ့ပေါ့နော်သူလက်ရှိအလုပ်လုပ်နေတဲ့ကြောက်ဆက်ခင်ကတည်ရင်တုံးကနေပြီးတော့နှုတ်ထွက်ခြင်းတဲ့အခါမှာသူဟာဒီတည်ရင်ကိုနှုတ်ထွက်စာသုံးဆောင်တင်ခဲ့တယ်ပေါ့နော်ဆိုတော့တည်ရင်တစ်ဖက်ရဲ့အလုပ်လုပ်ကင်ပုံပုံစံအရာဆိုရင်တည်ရင်တစ်ဖက်ကိုအကြောင်းမျိုးမျိုးကြောင့်စာဖို့အကြောင်းကြားခြင်းသုံးချိန်သုံးခါပြီးသွားလို့မှအကြောင်းပြန်ခြင်းအာလုပ်ကင်ပေးခြင်းမရှိဘူးဆိုရင်တော့ကျမတို့အထက်ကိုဆက်တင်လို့ရပါတယ်ရှင်အဲ့ဒီအစားအဲ့ဒီအတိုင်းပဲပေါ့နော်သူဟာဒီသုံးချိန်သုံးခါတည်ရင်ကိုနှုတ်ထွက်စာတင်ပေးမဲ့လေဘာမှ အကြောင်းပြန်ခြင်းမရှိတဲ့အတွက်ကြောင့်မလို့ဘာမှအကြောင်းပြန်ခြင်းမရှိတဲ့အတွက်ကြောင့်မလို့စစ်ယုံချုပ်ကိုသူကဓာတ်ရိုက်နှုတ်ထွက်စာတင်လိုက်ပါတယ်ရှင်။အဲ့လိုစစ်ယုံချုပ်ကိုဓာတ်ရိုက်နှုတ်ထွက်စာတင်ပြီးတဲ့အချိန်အဲ့လာကတော့15ရက်3လတင်တာပေါ့နော်စစ်ယုံချုပ်ကိုအတင်ပြီးတဲ့အချိန်မှာသူဟာလက်ရှိအဲ့အချိန်တုန်းကဘယ်လိုရှိနေလဲဆိုတော့သူကတည့်ရင်နဲ့မှမရှိပါဘူးရှင်။အာတည့်ရင်ကတာဝန်ပေးမှုကြောင့်သူအပြင်တနေရာမှာတာဝန်ထမ်းဆောင်နေပါတယ်။ဆိုတော့အဲ့အချိန်မှာမှ18ရက်နေ့ပေါ့နော်18ရက်နေ့ညမှာအတည့်ရင်ကသူတွေကလာပြီးတော့အာမတ်ရမောင်အောင်ကိုအာဒီအထက်ကနှုတ်မိန်ပေါ့နော်တက်ကတည့်ရင်ကမဟုတ်ဘူး ဒီစစ်ရုံးချုပ်ကနှုတ်မိတ်နဲ့သူတို့ကိုမရင်မအောင်ထိမ့်သိမ်းရမယ်လို့ပြောတဲ့အတွက်ကြောင့်လာရောက်ခေါ်ဆောင်ပါတယ်ဆိုပြီးတော့တောင်းရင်ကြားနေရကိုလာရောက်ခေါ်ဆောင်ပါတယ်ရှင့်အဲ့လိုခေါ်ဆောင်တဲ့နေရာမှာလဲတာတကြီးလိုက်ရင်လိုက်မလိုက်ရင်ကျိုးနဲ့တုတ်ပြီးခေါ်ရင်ခေါ်မှာပဲဆိုတဲ့ပုံစံမျိုးနဲ့ဆိုတော့ဒါက ဟိုအတင်းအဓမ္မပုံစံစံတာပေါ့ရှင်အတင်းအဓမ္မပုံစံမျိုးခေါ်သွားတယ်ခေါ်သွားပြီး16ရက်နေမနဲ့တန်းစီတဲ့အချိန်ပေါ့နော်16ရက်နေမနဲ့တန်းစီတဲ့အချိန်မှာမရင်မောင်အောင်ကိုဝင်ရောက်တန်းစီခိုင်းတယ်ပြီးတော့တဲ့အချိန်မှာနှုတ်ထွက်စာတင်လို့စေယုံချုပ်ကိုအဲ့လိုမျိုးနှုတ်ထွက်စာတင်လို့အပြစ်ပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူ့ကိုရှစ်ထုတ်ပြီးတော့အာဒီနိဒာသူဆီယမကိုရှစ်ထုတ်ပြီးတော့အပြစ်ပေးပါတယ်အာကျိန်တန်ပေါ့နော်၃ချက်ရိုက်တယ်ရိုက်ပြီးတော့ပြည်သူစစ်သားလို့អော်ခိုင်းပါတယ်ရှင်အာအဓိကအဖြစ်တော့ကျမတို့တိုင်းတပ်ဖွဲ့တွေမှာဒီလိုမျိုးအပြစ်ပေးပြီးွားရင်တော်လည်ရဲပေါ်ပြည်သူစစ်သားစတင်ဖြင့်អော်ရတယ်ဆိုတာကကျမတို့အပြစ်ဒဏ် ခံရလို့អော်ရတာပါရှင်အဲ့တော့ဒီမရင်မောင်အနေနဲ့ကသူဟာဘာအပြစ်မှမလုပ်ထားဘူးဘာမှမလုပ်ထားတဲ့အတွက်ကြောင့်မလို့အပြစ်သူစစ်သားလို့မအော်နိုင်ပါဘူးလို့ဆိုပြီးငင်းဆန်တယ်ပေါ့နော်ငင်းဆန်တဲ့အခါမှာသူ့ကိုထိုက်ရိုက်တယ်ထိုက်ရိုက်ပြီးတော့ပြစ်သူစစ်သားလို့မအော်ဘူးဆိုရင်အနေပူရဲမှာဒီတိုင်းပဲသတိအနေထားနဲ့သတိဆွဲပြီးအပြစ်ပေးလိုက်ပြစ်ပစ်ထားလိုက်ဆိုပြီးတော့ပေါ့နော်တရင်မှုကအပြစ်ပေးခိုင်းပါတယ်အဲ့တော့ကြောင့်မလို့သူဟာ၃နာရီလောက်ကြာအောင်လို့ လေပူထဲမှာသတိဆွဲပြီးတော့အာအပြစ်ပေးခံရတယ်ပေါ့နော်အပြစ်ပေးခံရပြီးတဲ့အချိန်မှာမသူနောက်ဆုံး6တောင်းမခိုင်မဲနဲ့နောက်ဆုံးလဲကျသွားတဲ့အချိန်မှာသူ့ကို6ပေါက်ထဲမှာ3ရက်ပေါ့နော်အဲ့ချိန်ကစားပြီး6ပေါက်ထဲမှာ3ရက်ထည့်ပါလိမ့်ရှင်အဲ6ပေါက်ထဲမှာ3ရက်ထည့်တဲ့အချိန်မှာလဲအာဒီတက်တွင်းထဲမှာတခြားကိစ္စကြောင့်သူ့ကသူအပြစ်ပေးထားခံရတဲ့ရဲဘော်တူက6ပေါက်ကြာနေရရှိတယ်ရှင်အဲ့တော့အဲ့ဒီ6ပေါက်ထဲမှာပဲဘေဂျင်းကဲရဲ့မဲယူမောင်အောင်ကို6ပေါက်ထည့်ပါတယ်ထည့်တဲ့အခါမှာဒီလိုမျိုးလှဲချလိုက်ရင်တော့မှ အာအမျိုးသားနဲ့အမျိုးသမီးဟာဘေးချင်းရှင်ရဲ့အိမ်နေတည်းလောက်အနေထားထိတော်တော်ညင်းညင်းကပ်ပေါ့နော်ဆိုတော့ဒီလိုပုံစံမျိုးနဲ့၆ပေါက်ချခြင်းကကျမတို့အမျိုးသမီးခွင့်ကိုထိခိုက်တာပါပဲရှင်အာအဲဒီလိုမျိုး၆ပေါက်ချရဲပေါ့နော်အာ၆ပေါက်ချတာ၃ရက်ပြီးသွားတဲ့အချိန်မှာတော့သူ့၆ပေါက်ကပြန်ထုတ်တယ်ပြန်ထုတ်ပြီးတဲ့အချိန်မှာသူ့၆ပေါက်ကထွက်တဲ့အတွက်ကြောင့်မလို့နောက်ထပ်ကျင်းတန်း၃ရက်ထိရိုက်တယ်လို့ပြောပါတယ်ရှင်နောက်ထပ်ကျင်းတန်းထုတ်၃ရက် သုံးချက်ထိုက်ရိုက်ပြီးတော့လဲဒီလိုပဲပြည်သူစစ်သားလို့អော်ခိုင်းနေប៉ុណ្ណោះអော်ခိုင်းနေချိန်မှာအဲ့ချိန်မှာတော့အမေယူမောင်အောင်ကဘယ်လိုပဲညင်းညင်းအငင်းခုတ်လို့ရတာအစ်မပြေလာတော့တဲ့အတွက်ကြောင့်မလို့သူអော်ခဲ့တယ်လို့သူပြောပါတယ်ရှင်ပြီးတော့တဲ့ချိန်မှာဒါပြီးတော့တဲ့ချိန်မှာတော့သူ့ကိုတက်တွင်းထဲမှာအကျယ်ကျုပ်ပုံစံမျိုးနဲ့ဖုန်းတွေကအာမပုံတင်နေရောတင်ထားပြီးတော့အကျယ်ကျုပ်ပုံစံမျိုးနဲ့ထားထားပါတယ်ရှင်ဟုတ်ကဲ့အဲ့ရနေမှာအခုကျမတို့လုံခြုံတဲ့နေရာကိုရွှေ့ပြောင်းသွားနိုင်တာပေါ့နော် အော်ဒီဖြစ်စဉ်မှာကကျွန်တော်တို့ MOD ပေါ့နော်အဓိကတော့ MOD ကိုလိမ့်မှုပြီးတော့ကျန်တဲ့သက်ဆိုင်ရာဒီအငွေကြီးဝင်ကြီးဌာနတွေပေါ့ဥမာအမျိုးသမီးကလေးတငယ်နဲ့အမျိုးသမီးတို့နောက် Ministry of Justice တို့စတဲ့အာဝင်ကြီးဌာနကျွန်တော်တို့အာထပ်ပြီးတော့ပို့ရပေါ့နော်ဆိုတော့26ရက်နေ့ကပို့တာပေါ့နော်ဆိုတော့ဘာဖြစ်လို့ပို့ရလဲဆိုတော့အရင်တော့ကောဆက်သွယ်ခဲ့လာဆိုရင်ကျွန်တော်တို့ဆက်ဆက်ချင်းဖြစ်တဲ့ချိန်မှာကျွန်တော်တို့ဒီရှေ့အမျိုးသမီးအဖွဲ့အနေနဲ့အာအမှုတစ်ခုကို case တစ်ခုကိုလိုက်ပါဆောင်ရွက်ပေးတဲ့လိုက်ပါကူညီဆောင်ရွက်ပေးတဲ့နေရာမှာကျွန်တော်တို့နှစ်ဖက်အတန်နားထောင်လေ့ရှိပါရရှင်ဟိုတိုက်တန်းသူကလာရောက်တိုင်တာတိုက်တန်းနဲ့တစ်ဖက်သေးတော့အတန်နဲ့ကျွန်တော်တို့ကထုံးပြချက်ထုတ်တာဆုံးဖြတ်ချက်ချတာမျိုးတွေဘယ်တော့မှမလုပ်ပါဘူးအာကျူးလို့ တဲ့သူကိုလည်းဟိုရအောင်ဆက်သွယ်မင်းမြန်ပြီးတော့မှကျမတို့ဟာဆင်ကျင်တို့တရားတစ်ခုနဲ့ပေါ့နော်ဒီကိစ္စကိုကျမတို့ကကုညီဆောင်ရွက်ပြီးတော့ဖြေရှင်းပေးတဲ့ပုံစံမျိုးနဲ့တွားလို့ရှိပါတယ်ရှင့်ဒီ case ကကျမတို့လက်ထဲကိုရောက်လာပြီးတော့ကျမတို့ကင်တွယ်ကုညီဖြေရှင်းပေးရမယ်ဆိုပြီးတော့စဖြစ်တဲ့ချိန်မှာကျမတို့က25ရက်နေပေါ့နော်25ရက်နေကကျမတို့တည်ရင်မှုကိုဆက်သွယ်ခဲ့ပါတယ်ရှင့်ဆက်သွယ်ခဲ့တော့တည်ရင်မှုကဘာပြောလဲဆိုတော့သူဟာအလွတ်တန်းဖြေကြားလို့မရဘူးပေါ့နော်ဒီကိစ္စကိုအာဝင်ကြီးဌာနအောက်ကဒီလူကြီးတွေနဲ့မျက်နှာစုံညီပြီးတော့အာဒီလို Zoom meeting ခေါ်တာပဲဖြစ်ဖြစ်ဒီလိုပုံစံမျိုးရှေ့မှာသူ့ကိုမင်းမြတ်မယ်ဆိုရင်တော့သူဖြေကြားပါမယ်ပေါ့ဒါပေမဲ့ဒီတိုင်းတော့သူမဖြေကြားပါဘူးလို့ သူပြောဆိုခဲ့ပါတယ်ရှင်ကျမတို့အဲ့တော့ကြောင့်မလို့ကျမတို့ဟာအာကာကွယ်ရေးဝန်ကြီးဌာနကို26ရက်နေ့မှာလိမ့်လို့ပြီးအိတ်ခွင့်ပေးစာလဲအိတ်ခွင့်ပေးစာတခါလေးပေးခဲ့တာပါရှင်အဲ့တော့အရှင်းမှာတော့ဟိုတသက်ကြီးတသက် personally သွားပြီးတော့ကာကွယ်ရေးဝန်ကြီးဌာနကိုစကားပြောခဲ့တာမျိုးတော့မရှိပါဘူးရှင်ဖြစ်စင်မှာတော့ဗောနော်ဒီညနာတဲ့ဒီဆီယမရင်မုံအောင်ကဗောနော်သူကဒီနှုတ်ထွက်စာတင်ခဲ့တာဗောတက်ရင်ကိုနှုတ်ထွက်စာဘာလို့တင်လဲဆိုတော့သူကတော့ကျမတို့မြင်မြင်တဲ့အချိန်မှာတော့သူ့ရဲ့အကြောင်းပြချက်ကသူကမိသားစုနဲ့ပြန်လဲပြီးတော့ဒီတကွာနေခြင်းနဲ့ ်အဲပြီးတော့တော်လင်ရဲကထွက်ချင်းမဟုတ်ဘူးပေါ့နော်တော်လင်ရဲကထွက်ချင်းမဟုတ်ပဲနဲ့တော်လင်ရဲတခြားပုံစံတစ်မျိုးနဲ့သူဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီတက်ရင်မှာပဲတောင်းမထမ်းဆောင်တော့တာပေါ့နော်ဆိုတော့စသည်ပုံစံမျိုးနဲ့သူလှုပ်ချင်တဲ့အတွက်ကြောင့်သူလှုပ်ထွက်စာတင်တယ်လို့သူပြောပါတယ်ရှင့် personal reason ဆိုပြောရမှာပေါ့နော်အဲ့ဒီပုံမှာမှာဒီ၃ချိန်၃ခါစလုံးကိုအာတက်ရင်ကနေပြီးတော့အကြောင်းပြန်ကြခြင်းမရှိတဲ့အတွက်သူကစစ်ရုံချုပ်ကိုတိုက်ရိုက်တင်လိုက်တာပါရှင့်အဲ့တော့စစ်ရုံချုပ်ကိုနှုတ်ထွက်စာတိုက်ရိုက်တင်လိုက်တာ15ရက်နေပြီးသွားတဲ့အချိန်မှာစက်ခရရင်ညမှာတော့သူ့ကိုဘာလို့စစ်ရုံချုပ်ကိုတိုက်ရိုက်တင်ရတာလဲဆိုတဲ့ပုံစံမျိုးနဲ့ဒီနှုတ်ထွက်စာတင်လို့ဆိုတဲ့ပုံစံမျိုးနဲ့သူ့အာသူ့တက်ရင်နဲ့ကိုပြန်လဲခေါ်ဆောင်ပြီးတော့ဒီလိုဖြစ်ပေးခြင်းကိုအာလောက် တာပါပေါ့နော်လှုပ်တာကတော့သူ့ကိုကိုထိလိုက်ရောက်အပြစ်ပေးတဲ့သူကတော့တက်ရေးဖို့လို့ပြောပါတယ်ရှင့်တက်ရေးဖို့ဖြစ်တယ်အဲဒါကိုအပြစ်ပေးဖို့အတွက်ကိုတော့တက်ရင်မှုကအမိန့်ပေးခိုင်းစီတယ်လို့ပြောပါတယ်ရှင့်ဟုတ်ကဲ့ လက်ရှိချိန်မှာတော့သူ့ကိုကျမတို့ဒီ live ပါကူညီပေးနေတဲ့သူတွေရပါတော့အလုံးဂျုံနယ်ဆိုတဲ့နေရာတနေရာကိုရွှေ့ပြောင်းပေးထားတယ်ပေါ့နော်ဆိုပေမဲ့တော့ညာလေကျမတို့ဒါက personally ပေးတဲ့လုံဂျုံကြီးဖြစ်တယ်ပေါ့နော်ကျမတို့ဒီအစိုးရအနေနဲ့ပေးတဲ့လုံဂျုံကြီးမဟုတ်ပါဘူးအဲ့တော့ကျမတို့ကတော့တရားရဂိုင်းလုံးသူဟာလုံဂျုံညင်တာသူဟာလုံဂျုံနေပါလေလို့ပြောလို့မရရတော့ကျမတို့ဟာဒီလုံဂျုံကြီးကိစ္စကြောင့်ပဲဟို personally ဝင်ကြီးဌာနကိုအိတ်ပိတ်ပေးစာတွေ email တွေတက်တက်ပို့မနေပဲကျမတို့အိတ်ဖွင့်ပေးစာတခါလေးပေးရရဆိုရွေးချက်ကအဲ့ဒါကြောင့်မှဒီညင်တာသူရှိတယ်ဒီလိုရှိနေတယ်ဆိုတာကိုလူအများသိမှသာဒီတရင်တစ်ဖွဲ့အနေနဲ့ပဲဖြစ်ဖြစ်ဘသူကပဲဖြစ်ဖြစ်သူ့ကိုလုံဂျုံကြီးထပ်ပြီးတော့ချင်းချောက်တာမျိုးတွေ စီးပောက်တာမျိုးတွေလုံးလို့မရပဲအဟန့်အတားလေးဖြစ်အောင်ပေါ့နော်ကျမတို့ဒီလိုမျိုးအိတ်ဖွင့်ပေးစာကိုတခါတည်းထုတ်ရခြင်းဖြစ်တယ်အာသူဟာလက်ရှိမှာတော့ကျမရဲ့အနေထားရဆိုရင်တော့ရိုက်ခံရတဲ့အတွက်ဒီပုံထဲမှာပါတယ်လို့ခြေထောက်မှာအညုံမဲတွေတအားဆွဲနေတယ်ပေါ့နော်ဆိုတော့ကျမတို့နဲ့ဆက်သွယ်ရတာကညဘက်ကြီးပါညဘက်ကြီးမှာဆက်သွယ်ရညာ7နာရီလောက်မှာဆက်သွယ်ရတဲ့အချိန်မှာဆိုရင်သူဟာစကားပြောဖို့တောင်အဆင်မပြေလို့ပေါ့နော်သူ့ကိုကျမတို့ခဏ စောင့်ပေးရတယ်ပေါ့နော်ဆိုတော့ပြီးတော့မှနည်းနည်းလေး तू စိတ်ငြိမ်သွားတဲ့အချိန်ကျတော့မှ तू ဒီစကားတွေကိုကျမတို့တဖြည်းဖြည်းပြောပြလာနိုင်တယ်ပေါ့နော်ဆိုတော့ခါကျတော့ तू ဒီအားကိုအားထားပြုခဲ့တဲ့ဒီတိတ်ရင်ပေါ့နော် तू ရဲ့အထက်လူကြီးတိတ်ရင်ကအစသူ့ကိုဒီလိုမျိုးအနိုင်ကျင့်နှိပ်စက်ခဲ့တယ်ဆိုတော့ကျွန်တော်စိတ်ပိုင်းဆိုင်ရာအနေနဲ့ကတော့ तू ဟာဘယ်လိုမှအဆင်ပြေနေတဲ့နေထားမှာမရှိပါဘူးရှင်ဟုတ်ကဲ့ အာတဖက်ကတော့ကျမတို့နင်နာသူကတိုက်တန်းတဲ့အချိန်မှာတော့သူရဲ့အဲတိုက်တန်းမှုကရှင်းနေပေါ့နော်ဒေးလာရက်တင်တဲ့အတိအကျတိုက်တန်းနေပြောဆိုပေးတယ်ပေါ့နော်ဒါပေမဲ့ကျမတို့တဖက်ကိုတဖက်တောင်နားထောင်ဖို့တော့ဒီတပ်တိန်တပ်ဖွဲ့ကိုဆက်သွယ်နေနေရမှာကြတော့သူဟာကိစ္စရှုပ်ထွေးတယ်အဲ့အတွက်ကြောင့်မလို့သူကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့မပြောနိုင်ဘူးဆိုတဲ့အနေအထားမျိုးမှာရှိနေတယ်ပေါ့နော်ဆိုတော့ကျမတို့ကဒီကိစ္စကိုအာလောလောဆယ်မှာကတော့ကြားနေရတာတဖက်အတန်ပေါ့နော်ဆိုတဲ့အခါကျတော့ကျမတို့ကလာရောက်ဖြေရှင်းဖို့အတွက်စုံစမ်းဖော်ထုတ်ဖို့အတွက်ကျမတို့ဟာဒီအိတ်ဖွင့်ပေးစာ ကာကွယ်ရေးဝန်ကြီးဌာနကိုပေးရတာဖြစ်ပါတယ်။သူဟာဒီနှုတ်ထွက်စာအကြောင်းရင်းဟာသူ့မိသားစု personally တောင်း personally နှုတ်ထွက်ခြင်းနဲ့ဟုတ်တယ်ရှိမဟုတ်တယ်ရှိကျမတို့ဟာအမျိုးသမီးတယောက်ကိုဒီလိုအကြမ်းဖက်လို့မရပါဘူး။သူ့ရဲ့ခြေထောက်မှာရှိနေတဲ့အနာတွေဟာအကြမ်းဖက်ခံခဲ့ရတယ်ဆိုတာကတော့သိတာပါတယ်။တကယ်လို့မတင်ရတဲ့ဖက်ကမလုတ်ခဲ့ဘူးဆိုရင်သူတို့ဟာကျွန်တော်တို့လုံးဝမလုတ်ခဲ့ပါဘူးဆိုတဲ့ဟာမျိုးကိုတော့သူတို့ငင်းချက်ထုတ်နိုင်ရမှာပေါ့။အဲ့လိုမျိုးငင်းချက်မထုတ်ဘဲနဲ့ဒီအနာတွေကကျွန်တော်တို့နဲ့မဆိုင်ပါဘူး။ကျွန်တော်တို့သူ့လက်နဲ့တောင်မထိခဲ့ပါဘူးဆိုတဲ့ငင်းချက်မျိုးကိုမထုတ်ဘဲနဲ့ဒီကိစ္စရှုပ်ထွေးပါတယ်။သူဒီတိုင်းတော့မဖြေနိုင်ပါဘူးဆိုတဲ့အတွက်ဒီနေရာမှာကျွန်မတို့တန်တရားရှိစရာရှိပါတယ်ပေါ့။အဲ့တော့ကျွန်တော်တို့ဟာဒီကိစ္စကိုစုံစမ်းဖော်ထုတ်ပေးဖို့ကျွန်တော်တို့အမျိုးသမီ အဖွဲ့တစ်ခွဲနဲ့အအဆင်မပြေခဲ့တည်ရှိတော့ကျမတို့ဟာအစိုးရနဲ့ပူးပေါင်းပြီးတော့စုံစမ်းဖောက်ထုတ်ပေးဖို့အအမဒီကိုကျမတို့လိမ့်မှုပြီးတော့တိုင်ကြားခြင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ဘလုံးမဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးပြည်သူတွေသိအောင်ချပြရဲဆိုတာလေလူတွေရဲ့ညာလေရေးကြီးတဲ့ကဏ္ဍအခုကပေါင်ပါတယ်ကိုယ်နိုင်တဲ့တဲ့ဝင်လာတဲ့မျိုးသမီးငယ်လေးတွေကသူတွေကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသလိုပြန်လည်ပြီးထွက်ခွာမယ်ဆိုရင်လည်းဘယ်လိုပဲဖြစ်ဖြစ်ပြန်ထွက်ခွာလို့ရတဲ့အနေအထားတစ်ခုပါပဲဒါဒီမိုဒီဆန်ဆန်အနုံနဲ့တွားမယ်အနေအထားတစ်ခုမှာ MOD အနေနဲ့အကောင်းဆုံးဖြည့်ရှင်းနိုင်မှုလိုပါတယ်။မဟုတ်ဘူးဆိုရင်ပြည်သူတွေရဲ့ညှဉ်းပန်းမှုတော့အင်းဒီခံရမှာတော့သိကြပါပဲ။